မင်္ဂလာပါကျွန်တော်ကျော်သက်လင်းပါမန္တလေးသားပါအခုဆောင်ရွက်ကြတဲ့ပေါင်းစုယုံကြည်အောင်ပွဲစီ တို့ပြန်လာပြီ AR ဆိုတဲ့ကမ်ပိန်းကမေလ16ရက်နေ့ကနေဇွန်လ30ရက်နေ့ထိ45ရက်တိုင် ဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့ဒီကမ်ပိန်းမှာများသောအားဖြင့်ကြီးမားလွန်လာတဲ့ AR တိုင်းသားတွေပြန်လဲပံ့ပိုးမှုနဲ့ ဒီ3000ဆိုတဲ့တခက်ကိုပြည့်စည်ကြပါတယ်ကျွန်တော်တို့အင်အားတွေမပါဘဲနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မွန်နေတယ်အခုအာကုန်ရှုံးနေကြတယ်ကရင်နေရှုံးနေကြတယ်ကချင်နေရှုံးနေကြတယ်ချင်းနေရှုံးနေကြတယ်တော့ကျွန်တော်ပြည်ပမှာရှောင်းနေတဲ့မြန်မာပြည်သူပြည်သားတွေလည်းနိုင်ငံသူနိုင်ငံသားတွေလည်းဝိုင်းရုံကြတာမှန်ပါတယ်ဒါပေမဲ့ကိုယ်တိုင်းကိုယ်ဒေသအတွက် ကိုကိုယ်တိုင်းစရုံးတဲ့အခါမှာ ကျန်တဲ့တိုင်းသားတွေကျန်တဲ့ပြည်သူပြည်သားတွေကနော်လေးစားပြီးတော့ပါဝင်ကြတော့ကျွန်တော်ပို့လို့ခြင်းပါတယ်ကို AR တိုင်းကြီးအကျယ်ကြီးကိုကျွန်တော်အခုကြားနေရတာဟာသတွေပဲလုံနေကြတာနော်ဟိုးဆဆကျန်တော့ဆိုရင်ပုံမှန်ပဲလို့ပေါ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးစတာ၄တောင်မှကျွန်တော်တို့ကိုယူတဲ့တက္ကသိုလ်မှာဆိုကိုယူတဲ့မေကြပါဘူးဝိဇာနဲ့သိပ္ပံနဲ့မတည့်ဘူး နော်တိပ်ပံမှာဆိုလဲ physics နဲ့ chemistry နဲ့ chemistry နဲ့ math နဲ့အဲ့လိုမတဲ့ကြဘူးမတဲ့ကြဘူးဆိုတော့ဟိုလိုမတဲ့တာမဟုတ်ဘူးပြိုင်ကြတာအဲ့လိုပြိုင်တဲ့အခါမှာကိုတိုင်းကို data အတွက်ကိုကိုတိုင်းကဟာတာလှုပ်နေမှာတော့ဘယ်သူကနော်ဟိုလေးစားနိုင်တော့မှာလဲအဲ့တော့ကျွန်တော်တို့ဒီ campaign မှာ AR တိုင်းသားတွေရဲ့ထဲဝင်မှုအများဆုံးနဲ့အမြန်ဆုံးပြည့်စည်ချင်ပါတယ်ဒါကျွန်တော်ဆန္ဒပါနော်ကျွန်တော် ကို့မန် PDF ထွက်တော့ကျွန်တော်အလောက်အာမထုတ်ခဲ့ရပါဘူးအာမထုတ်ခဲ့ရသေးပါဘူးအေးရအတွက်ကျွန်တော်တို့အာထုတ်တယ်ဆိုတော့ကျွန်တော်ဘေးရဲ့ပတ်ဝန်းကျင်မှာအေးရတိုင်းသားတွေများတယ်အဲ့တော့အချုပ်အားဖြင့်ပြောရရင် ARR တိုင်းသားသည်မြန်မာနိုင်ငံမှာနော်စကိုင်းနဲ့ ARR ကအများဆုံးဖြစ်ပါတယ်ကျွန်တော်အားကိုးတယ်ဒဏ်ခံရရင်လည်း ARR ပဲနော်ပင်လယ်နဲ့နေတယ်မုံတိုင်းနဲ့ကြီးတယ် နော်တခြားဒီဆက်စင်ရေးတွေနဲ့ပတ်သက်ပြီးတော့ခြေမုံခံရရင်လည်းအေယာပဲအဲ့တော့အေယာကဘယ်လိုလုပ်လှုပ်နိုင်မှာလဲအဲ့တော့သူဒေတာမှာမလှုပ်နိုင်တဲ့အခါမှာတိတ်ပြင်းထန်တဲ့အေယာတိုင်းသားတွေဟာနေရာစုံကို ပြန်ကျဲပြီးတော့နိုင်ငံအတွက်တော်လှန်ရေးကိုကချင်မြေမှာလည်းလှုပ်ခဲ့တယ်ကရင်မြေမှာလည်းလှုပ်ခဲ့တယ်ကရင်နီမှာလည်းသူတို့ပဲချင်းပြည်မှာလည်းသူတို့ပဲနော်တခြား ဒီရခိုင်ဘက်မှာတော့သူတို့ရှိတယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့သူတို့ဘာကြောင့်အဲ့လိုပြန်ကျဲပြီးရောက်ရလဲဆိုတော့မချရရင်မနေနိုင်လို့ပေါ့ဗျာဒါပေမဲ့သူဒေတာကြီးမှာပေါ်ဆောင်ဖို့ဟာတအားခက်ခဲတဲ့အချိန်မှာသူတို့အသက်တွေပေးပြီးတော့သူတို့ခြေလက်အင်္ကာတွေပေးပြီးတော့သူတို့မိဘတွေသားသမီးတွေစွန့်လွတ်ပြီးတော့နေရာစုံကနေတိုက်ပွဲတော်ဝင်ကြတာအေယာတိုင်းသားပါအေယာတိုင်းသားကိုလေးစားကြပါအေယာတိုင်းကိုကူညီကြပါ သိန်း9000ဆိုတာတကယ်တမ်းတော့လူတဦးပိုင်ဆိုင်တဲ့ပမာဏလောက်ပဲရှိပါတယ်အဲ့တော့ဒီသိန်း9000မှမပြည့်ရင်တော့ကျွန်တော်တို့ကိုယ်တိုင်အစစောက်သုံးမကြဘူးလို့ပဲပြောရတော့မှာနော်အဲ့တော့ကျွန်တော်အများကြီးယုံကြည်ပါတယ် AR တိုင်းကိုဝိုင်းဝန်းကြပါနော်တို့ပြန်လာပြီ AR လို့ကျွန်တော်တို့ဝုံဝံကြွားကြွားဝုံဝံစားစားပြောနိုင်အောင်ပြည်သူတွေရဲ့အားကိုကျွန်တော်အများကြီးလိုပါတယ်ကျေးဇူးအများကြီးတင်ပါတယ်